ဖိုတလောတုံက CD အပေါ်ကိုဖနှက်နှက်တက်တဲ့မိန်းကလေးဟာပြန်ပြီးတောင်းပန်တယ်လို့တဆင့်ကြားသိရပါတယ်အလုံးပဲမင်္ဂလာပါကိုတလောတုံက CD အပေါ်ကိုဖနှက်နှက်တက်တဲ့မိန်းကလေးဟာပြန်ပြီးတောင်းပန်တယ်လို့တဆင့်ကြားသိရပါတယ် ဇာတသမင်းမြတ်စွာဘုရားထံရောက်တဲ့အခါမှာဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားအဖတ်တမိတဲ့ကံကြောင့်တောကဖီစီးနေပါတယ်ထိုအပြစ်တို့ကိုတိခံခွင့်လွတ်ပေးတော်မူပါလို့မြတ်စွာဘုရားထံမှာတောင်းပန်လျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကမင်းတရားအမားကိုအမှန်မှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်အခုလဲပဲဒကမာလေးက အမားကိုအမှန်မှန်သိလို့ဝန်ချတောင်းပန်လိုက်တော်လဲပဲတဘောရာကြည့်တဲ့ပုဂ္ဂိုလ်တွေကခွင့်လို့ကြည်အေးပေးကြပေမဲ့ယထုပစိတ်တံကမ္မံဖလံအတ္တတဝါနဝိနန္တိဆိုတဲ့အတိုင်းကောင်းကောင်းဆိုးဆိုးအကြောင်းကံတစ်ခုကိုပြုမိပြီဆိုရင်အဲ့ဒီကံကကြီးလေးတဲ့ကံဖြစ်နေပါက အကျိုးပေးခွင့်သားမယ်ဆိုရင်အကျိုးပေးပါလိမ့်မယ်အခုတက္ကမလေးပြုထားတဲ့ကံကကြီးလေးတဲ့ကံဖြစ်နေတာကြောင့်ဒီကံဟာအကျိုးပေးခွင့်သားမယ်ဆိုရင် ဒကမာလေးကိုအကျိုးပေးပါလိမ့်မယ်ဒီကံအကျိုးပေးခွင့်မတအောင်ဒကမာလေးအနေနဲ့ကုသိုလ်ကောင်းမှုများများလုပ်ပါနောက်နောက်ဒီလိုမျိုးအလားတူအမှားတွေကိုထပ်ပြီးတော့မကျူးလွန်မိအောင်တတိနဲ့ထိမ့်သိမ်းဆောင်ရှောက်ပါနောက်နောက်ပုဂ္ဂိုလ်တွေကလည်းပဲဒီဖြစ်ရက်ကိုကြည့်ပြီးတော့တန်ဝေကယူ၍ဒီလို အမှားမျိုးမမှားမိအောင်တတိနဲ့စင်ကျင်၍ထိမ့်သိမ်းနေထိုင်ကြပါလို့ပြောကြင်ပါတယ်နော်ဖုံဖုံဒကွန်တိုင်ဖြစ်လာခြင်းအကြောင်းရှင်းပြပြီးတော်မူပါတဲ့ ဒဂွန်တိုင်ရဲ့အထိပယ်ကရဲရင်ချင်းအတွင်ကိုဆောင်၍ရှေ့သွားဥဆောင်ပြုခြင်းလို့အထိပယ်ရပါတယ်ဒဂွန်တိုင်ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုလေ့လာကြည့်တဲ့အခါမှာတာဝရင်သားနတ်စိတီတို့နဲ့အတူရာနတ်စိတီတို့စစ်တိုက်တဲ့အခါမှာသကြားမင်းကအမောင်နတ်သားတို့စစ်မြေပြင်မှာကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းကြက်သိမ်းမွင်းခြင်းထားခြင်းများဖြစ်ခဲ့ပြီဆိုရင်ငါသကြားမင်းဤဒဂွန်ဖျားကိုကြည့်လိုက်ပါကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းကြက်သိမ်းမွင်းခြင်းထားခြင်းတို့ ောက်ပြောက်သွားလိမ့်မယ်လို့မိန့်ပါတယ်။အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကတဇက်ကတုံမှာဟောတဲ့အခါမှာပညာရှိတို့ကဒဂွန်တိုင်စတင်ဖြစ်ပေါ်လာရခြင်းဟာတဇက်ကတုံကနေစတင်ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒဂွန်တိုင်ဘယ်ကနေစပြီးဖြစ်ပေါ်လာတာလဲဆိုရင်တဇက်ကတုံကနေပဲဖြစ်ပေါ်လာတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ပိဋကတ်စာပေလှူရသောအကျိုးတွေကဘာတွေပါလဲဖရားပိဋကတ်စာပေအလှူဆိုတာဟာတရားအလှူပဲဖြစ်ပါတယ် နော်တရားပိဋကတ်စာပြီးလှူတဲ့ပုဂ္ဂိုလ်တွေဟာအကျိုးတရား25မျိုးရရှိစေပါတယ်အကျိုးတရား25မျိုးကဘာတွေလဲဆိုတာကိုဦးစင်ဖတ်ပြမယ်နော်1ကဘာပေါင်း7400တရားမင်းဖြစ်ရခြင်း2ကဘာပေါင်း7400စကြေဝရမင်းဖြစ်ရခြင်း3ကဘာပေါင်း7400ဣကရိမင်းဖြစ်ရခြင်း ၄ကဘာပေါင်း8400ပရိသရိမင်းဖြစ်ရခြင်း၅ကဘာပေါင်းမရေတွက်နိုင်အောင်သူထွေးဖြစ်ရခြင်း၆ကဘာပေါင်းမရေတွက်နိုင်အောင်သူကြွယ်ဖြစ်ရခြင်း၇ကိုအသင်ခြေတိုင်အောင်အာဃာသိုးနှက်ဖြစ်ရခြင်း၈ကိုအသင်ခြေတိုင်အောင်သရုမဟယေနှက်ဖြစ်ရခြင်း၉ကိုအသင်ခြေတိုင်အောင်တာဝတိန်သာနှက်ဖြစ်ရခြင်း၁၀ကိုအသင်ခြေတိုင်အောင်ရာမာနှက်ဖြစ်ရခြင်း ၁၁ကိုအတင်ခြေတိုင်အောင်သူတိတာနဲ့ဖြည့်ရခြင်း၁၂ကိုအတင်ခြေတိုင်အောင်မိမာနရတိနဲ့ဖြည့်ရခြင်း၁၃ကိုအတင်ခြေတိုင်အောင်ပရဏိမိတဝတဝတိနဲ့ဖြည့်ရခြင်း၁၄ညသောကျွဲဝါသောအမျိုး၌ဖြည့်ရခြင်း၁၅ရုပ်သောအမျိုး၌မဖြည့်ရခြင်း၁၆ညသောသူတို့နှင့်ပေါင်းဖော်ရခြင်း၁၇ရုပ်မာသောသူတို့နှင့်မပေါင်းဖော်ရခြင်း ၁၈ကောင်းခြင်း၅ပါးနှင့်ပြည့်စုံခြင်း၁၉ရုပ်တော်ကိုမဖြစ်ရခြင်း၂၀ပြည့်ပြည့်သောစကားရှိခြင်း၂၁ကြမ်းကြုတ်သောစကားမရှိခြင်း၂၂ခတ်သိမ်းသောလက္ခဏာနှင့်ပြည့်စုံခြင်း၂၃ခတ်သိမ်းသောကာမဂုဏ်နှင့်ပြည့်စုံခြင်း၂၄အပယ်၄ပါးသို့မကြရခြင်း25အဆုံးစွန်သောဘဝတို့၌ယဟန္တာဖြစ်ရခြင်းတို့ဖြစ်ပါれ။ဒါဟာ တရားပိဋကတ်စာပေလှူခြင်းကြောင့်ရရှိလာမိအကျိုး25ပါးပဲဖြစ်ပါတယ်။ဒါအပြင်ဒေဝတာတန်ယုတ်အာတိတဝတ်ကိန္ဒဒတုံမာလည်းပဲအမတန်ဓာတောစသောဟောတိယောဓမမနုတာတတိတရားအလှူကိုပေးလှူတဲ့သူဟာမတေယာနိဗ္ဗာန်ကိုပေးလှူရမည်တယ်လို့မြတ်စွာဘုရားကဟောကြားထားပါသေးတယ်။ဒါတွေဟာတရားပိဋကတ်စာပေလှူခြင်းကြောင့် ရရှိလာမိအကျိုးတရားတွေပဲဖြစ်ပါတယ်။အရှင်ဖရာမာနနဲ့မြန်မာဘသူက တကိုးကြီးလဲဖရာတဲ့။မြန်မာကတကိုးကြီးတာပေါ့နော်။မာနဆိုတာကနှက်ပြေ၆ထက်တဲကအမြင့်ဆုံးဘုံဖြစ်တဲ့ပရဏိမိတဝတ္တဝတိဘုံမှာနေတာပါ။နှက်ပြေ၆ထက်ဆိုတာကမြန်မာဘုံ20ရဲ့အောက်ဆုံးမှာဖြစ်ပါတယ်။ဒါကြောင့်မာနကမြန်မာတွေလောက်တကိုးမကြီးပါဘူးနော်။ လက်တွေကမြမာတွေကိုမမြင်နိုင်ဘူးဆိုတာ ဟုတ်ပါသလားဖေရတဲ့ဟုတ်ပါတယ်နော်လက်တွေကမြမာတွေကိုမြင်ဖို့မဆိုထားနဲ့မြမာအချင်းချင်းတောင်မှအောက်ကမြမာငယ်တွေက အထက်ကမြမာကြီးတွေကိုမမြင်ရပါဘူးအထက်ကမြမာကြီးတွေကသာအောက်ကမြမာငယ်တွေကိုမြင်ရပါတယ်အထက်ကမြမာကြီးတွေကရုပ်ကြမ်းဖန်ဆင်းပြမှသာအောက်ကမြမာငယ်တွေကအထက်ကမြမာကြီးတွေကိုမြင်ရပါတယ်ဒါကြောင့်လက်တွေကမြမာတွေကိုမမြင်ရဘူးဆိုတာမှန်ပါတယ် အရှင်ဖုရားနတ်တွေကိုရှီခိုးလို့ရပါသလားကျေးဇူးပြု၍ဖြေပေးတော်မူပါဖုရားတဲ့ဒီမတ်ပိုင်ရှင်ပြောတဲ့နတ်ဆိုတာက38မင်းနတ်ကို ပြောတာဖြစ်လိမ့်မယ်နော်တာဝတိန်သာနတ်ပြည်မှာနေတဲ့တရားမင်းတော်မှာလူပြည်မှာကုသိုလ်ကောင်းမှုလုပ်နေတဲ့လူတွေကိုတနေ့ကို၃ချိန်ရှီခိုးတယ်လို့ဖုရားဟောမှာရှိပါတယ်တရားမင်းကတော်မှလူပြေမှာနေတဲ့လူတွေကိုပြန်ပြီးရှ िख ိုးနေတယ်ဆိုရင် လူပြည်မှာနေတဲ့လူတွေကအဲ့ဒီ38မင်းနဲ့တွေကိုရှီခိုးတဲ့မရှီခိုးတဲ့စဉ်းစားကြည့်ပါเนาะအဲ့ဒီ38မင်းနဲ့တွေဟာနေစဉ်မှာလဲမကောင်းခဲ့တယ်လို့တည်တဲ့အခါမှာလဲတွေတွေဝေဝေတည်ခဲ့ရတဲ့အတွက်သူတို့မှာရှီခိုးစရာတီလာဂုံတမာတိဂုံပညာဂုံဆိုတာတခုမှမရှိပါဘူးเนาะအဲ့ဒီလိုရှီခိုးစရာတီလာဂုံတမာတိဂုံပညာဂုံမရှိတဲ့ပုံကူတွေကို ရှ िख ိုးမယ်တဏီကိုးကွယ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညွန်းနှံတတ်ပါတယ်အပူတွေများလုံးလို့ဖရာတရားပို့လို့နေမိပါတယ်ခုထိတော့မအေးချမ်းသေးပါဘူးဖရာတဲ့ကုသိုလ်ကောင်းမှုလုပ်တာတော့ကောင်းပါတယ်နော်သို့တော်လည်းပဲကုသိုလ်ကောင်းမှုလုပ်နေရုံနဲ့တော့စိတ်ကိုချမ်းသာစေမှမဟုတ်သေးပါဘူးဒါဆိုရင်ဘယ်လိုလုပ်ရမလဲ အပုဒ္ဒကကင်ဝေးပြီးစိတ်ကိုချမ်းသာစေနိုင်တဲ့နီလာနှစ်ချက်ကိုဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားပေးထားပါတယ်ပထမတစ်ချက်ကသူခောပုံညတဥစ္စယောပုံညတကောင်းမှုကိုဥစ္စယောစီးပူးခြင်းသည်သူခောချမ်းသာ၏တဲ့စိတ်ချမ်းသာခြင်းတည်းဆိုရင် ကုသိုလ်ကောင်းမှုကို စီးပူးပါ ကုသိုလ်ကောင်းမှုကိုစီးပူးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာမိမိပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုပြန်လည်တွေးတော်မိတိုင်းပီတိဖြစ်ပြီးစိတ်ချမ်းသာရပါတယ် ဒုတိယတစ်ချက်ကပါပါဏအကရဏံဒုက္ခံပါပါဏမကောင်းမှုတို့ကို အကရဏံမပြုခြင်းသည်ဒုက္ခံချမ်းသာ၏တဲ့မကောင်းမှုကိုမပြုဘဲရှောင်ကျဉ်ခြင်းဟာစိတ်ကိုချမ်းသာစေပါတယ်တဲ့မကောင်းမှုကိုနေ့စဉ်ပြုနေတဲ့ဒုတိယဟာမိမိပြုလုပ်ထားတဲ့မကောင်းမှုကိုပြန်လည်တွေးတော်မိတိုင်းစိတ်ဆင်းရဲမှုတွေဖြစ်ရပါတယ်ဒါကြောင့်စိတ်ကိုချမ်းသာစေခြင်းတည်းဆိုရင်မကောင်းမှုမှလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ကုသိုလ်ကောင်းမှုကိုတော့ပြုလုပ်ပါရဲ့ မကောင်းမှုကို မရှောင်ကျင်ဘူးဆိုရင်ဘာနဲ့အလားတရံတူတယ်လဲဆိုရင်အစိတ်တောက်လိုက်ဖြည့်ဆည်းစားလိုက်အစိတ်တောက်လိုက်ဖြည့်ဆည်းစားလိုက်လုပ်နေတဲ့သူနဲ့တူပါတယ်ဘလောက်ပဲကုသိုလ်ကောင်းမှုတွေလုပ်လို့အကုသိုလ်ကို မရှောင်ကျင်သေးရကတော့စိတ်ဆင်းရဲနေအောင်မှဖြစ်ပါတယ်နော်ဒါကြောင့်အပုသောကကင်းဝေးပြီးစိတ်ကိုချမ်းသာစေခြင်းတည်းဆိုရင်၁ကုသိုလ်ကောင်းမှုကိုလုပ်ပါ၂အကုသိုလ်ကိုနိုင်တလောက်ရှောင်ကျင်ပါလို့ပြောကျင်ပါတယ် အရှင်ဖရာတပည့်တော်မတို့နေ့စဉ်ဖရာရှိခိုးတဲ့အခါဝေကျွေးများရှိခဲ့ရင်ဒီဘဝဒီညနဲ့ကြေပါစေလို့ဆုတောင်းတဲ့အခါကြေနိုင်ပါသလားအရှင်ဖရာဖြည့်ပေးတော်မူပါဦးဖရာတဲ့ဝေကျွေးဆိုတာကဆုတောင်းယုံနဲ့ကြေတဲ့အရာမဟုတ်ဘူးနော်ပေးဆက်မှကြေတယ်မြတ်စွာဘုရားဖရာဖြစ်ဖို့ပါရမီဖြည့်ခြင်းစဉ်ကာလမှာအမှားလုပ်ခဲ့တာတွေရှိပါတယ်အဲ့ဒီလုပ်ခဲ့တဲ့အမှားတွေကိုဖရာဘဝရောက်တဲ့အခါမှာ ွေကြွေးအဖြစ်နဲ့ပြန်လည်ပေးဆက်ရပါတယ်ဝိပတ်တော်စဏပါဆိုတာဟာပါရမီဖြစ်စဉ်ကာလတုန်းကမှားခဲ့တဲ့အမှားတွေကိုပြန်လည်ပေးဆက်တာဖြစ်ပါတယ်ဝိကြွေးကိုလွလွယ်နဲ့ဖြည့်ဖြောက်လို့ရတယ်ဆိုရင်မြတ်စွာဘုရားဟာဖြည့်ဖြောက်မှာဖြစ်ပါတယ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဝိကြွေးရှိလာပြီဆိုရင်ဖြည့်ဖြောက်လို့မရပါဘူးပေးဆက်ရမှာပဲဖြစ်ပါတယ်မြတ်စွာဘုရားတောင်မှဝိကြွေးကိုပေးဆက်ရပါတယ် ဒါကြောင့်မဂဒေဝလင်္ကာမှာမန္လေဆရာတော်ဘုရားကဝိပတ်ဟူသည်ကြာမရှိခင် ပြန်လဲတမျိုးမကောင်းကျိုးဖြင့်နောက်ပိုးလိုက်တဲ့သူ့ကိုဖြတ်က ကိုပြတ်တက်စွာဤလူရွာဝဲဓမ္မတာအယုပမာနိုးမူခါမျိုးချူမျိုးစိစိုက်ပြိုးကထိုမျိုးအလားမချားတူပြီးခါချူသီးတို့ပါကြီးမင်းပြူမှတ်ပိုက်သူလောသူ့ကိုတယံမကြော့ကြမ်းနဲ့လူနှံကိစ္စကျိုးမလှဘူးဏိယာမမျိုးကောင်းအဆိုးတီး ပြည့်ကျိုးနှစ်ပါဖြစ်တဲ့ညားကဖရာတော်မှမလွတ်ရဘူးလို့ဆက်ဆိုခဲ့ပါတယ်ဝီကျွေးဖြစ်လာပြီဆိုရင်ဖရာတော်မှမလွတ်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါဆိုရင်ဝီကျွေးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲသူတစ်ပါးကိုထိခိုက်နစ်နာစေတဲ့အကုသိုလ်မျိုးကိုမလုပ်ပါနဲ့သူတစ်ပါးကိုထိခိုက်နစ်နာစေတဲ့အကုသိုလ်မျိုးကို လုပ်မိမယ်ဆိုရင်ဝီကျွေးအဖြစ်နဲ့ပြန်လဲပေးဆက်ရမှာဖြစ်ပါတယ်အဲ့ဒီအကုသိုလ်မျိုးကိုရှောင်ကျင်ပါလို့ပြောကျင်ပါတယ်နော် အရှင်ဖရာတီလဟာယဟန်ထံမယူဘဲနဲ့ငါးပါးတီလကိုရှောင်ကျင်တာဟာအကျိုးတူပါသလားတဲ့။ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာတီလယူတဲ့အခါမှာယဟန်တွေရဲ့ထံမှာပဲယူတာများတဲ့အခါကြတော့တီလယူမယ်ဆိုရင်ယဟန်တွေရဲ့ထံမှာပဲယူရမယ်လို့ထင်နေကြပါတယ်။အဲ့ဒီလိုမဟုတ်ပါဘူးเนาะ။အင်္ဂုတ္တရတိကအထကထာမှာတီလယူမယ်ဆိုရင်ဘိက္ခုဆိုတဲ့အမျိုးသားယဟန်ထံ၌ဖြစ်စေ။ ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ထာ၌ဖြစ်စေသို့မဟုတ်သီလသိက္ခာပုဂ္ဂိုလ်နားလေတဲ့ဥပတကာဆိုတဲ့လူအမျိုးသားထာ၌ဖြစ်စေဥပတိကာမဆိုတဲ့လူအမျိုးသမီးထာ၌ဖြစ်စေယူလို့ရတယ်လို့ဆိုထားပါတယ်မိမိကသီလယူမဲ့အခါမှာသီလပေးဖို့ဖုံးကြီးမရှိဘူးဆိုလို့ရှိရင်သီလသိက္ခာပုဂ္ဂိုလ်နားလေတဲ့လူအမျိုးသားတော်၎င်းသို့မဟုတ်လူအမျိုးသမီးကိုတော်၎င်းရှေးကနေတိုင်ခိုင်းပြီးမိမိကနောက်ကလိုက်ဆို၍သီလစောက်တည်လို့ရပါတယ် အဲ့ဒီလိုမှမဟုတ်ပဲနဲ့မိမိဘာသာမိမိတီလာကိုမကြိုးပောက်အောင်ထိန်းသိမ်းစောင့်ရှောက်ပြီးနေမယ်ဆိုရင်လေတီလာစောက်တည်တဲ့အကျိုးနဲ့အတူတူရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာစနောက်ပြီးပြောတဲ့ဇကားလေတူတော်အကျိုးခံရတတ်လားဖရာတဲ့။မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကခါကုန်းပြီးရုပ်ဆိုးတဲ့ခုံးစုပ်တရာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ်။အဲ့ဒီခုံးစုပ်တရာဆိုတဲ့အမျိုးသမီးဟာ ဟုတုတများလွန်းလို့မြတ်စွာဘုရားကိုတော်တိုင်ကတောင်မှဗဟုတုတဣတတက်ကြီးမြင့်ရပါတယ်။ဘလောက်ထိဗဟုတုတများသလဲဆိုရင်မြတ်စွာဘုရားဟောကြားထားတဲ့တုတ်တန်တွေထဲကတုတ်တန်ပေါင်း112တုတ်ကိုအာကုန်ဆောင်ထားနိုင်ပါတယ်။သူအာကုန်ဆောင်ထားတဲ့တုတ်တန်ပေါင်း112တုတ်ကိုဣတိဝုတ်ပါဠိတော်အမိဖြင့်ပိဋကတ်သုံးပုံမှာမှတ်တမ်းတင်ထားပါတယ်။အဲ့ဒီလောက်ဗဟုတုတများတဲ့အမျိုးသမီးက အဘဲကြောင့်ခါကုန်ပြီးရုပ်ဆိုးရတာလဲဆိုရင်တခုသောဘဝမှာအမျိုးသမီးတဦးဖြစ်ခဲ့စဉ်တုန်းကခါကုန်နေတဲ့ရှင်ပြည့်စေကဗုဒ္ဓကိုမြင်တဲ့အခါမှာဤအရှင်မြတ်သည်ခါကုန်တဲ့ပုံတံရှိဤဆိုပြီးတငယ်ချင်းမိန်းမတွေနဲ့စနောက်ရင်မောခဲ့ပါတယ်။အဲ့ဒီအကုသိုလ်ကံကြောင့်အခုဂေါရမမြတ်စွာဘုရားလက်ထက်မှာခါကုန်ပြီးရုပ်ဆိုးတဲ့အမျိုးသမီးဖြစ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်စနောက်ပြီးပြောတဲ့နေရာမှာ ဘသူ့ကိုမှမထိခိုက်ပဲပါမန်အနေနဲ့ပြောတာမျိုးကတော့အပြစ်မဖြစ်ပင်မဲ့တစ်ဖက်လူရဲ့အာဏာချက်ကိုထိခိုက်ပြီးစနောက်ပြောတာမျိုးကတော့တစ်ဖက်လူမှာတိလသမာတိရှိမယ်ဆိုရင်ရှိရင်ရှိသလောက်တူသောအကျိုးကိုခံစားရတတ်ပါတယ်။ဒါကြောင့်တဦးနဲ့တဦးစနောက်ပြီးပြောတော့မယ်ဆိုရင်မပြောခင်မှာတတိထားပါလို့ပြောကြင်ပါတယ်။